အပရိသတ်များရှင်မကြခင်ကြားရောက်မဲ့ဂျွန်လာ21ရက်နေ့ကတော့အဖေများနေ့ဖြစ်ပါတယ်။အဲ့တော့မိခင်ရဲ့မေတ္တာကြီးမားသလိုပဲမိမိတို့လူလားများအောင်ဆောက်ရှောက်လာတဲ့လူထွေးမှုတွေပေးလာတဲ့ဖခင်မေတ္တာတွေကိုလည်းအဖေများနေ့မှာဖော်ကျူးချင်ကြတဲ့သူတွေရှိမှာပါ။အဲ့တော့အဖေများနေ့နဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့ဖခင်ပေါ်မှာချစ်ခင်မြတ်နိုးတဲ့စိတ်တွေ၊လေးစားတဲ့စိတ်တွေကိုအနုပညာရှင်တွေရှင်တွေမှာပြည့်နေနေပါတယ်။ဒါကြောင့်အဖေများနေ့နဲ့ပတ်သက်တဲ့သူတို့ရဲ့ရင်ခုန်တန်းတွေအခုပဲနားဆင်ကြရအောင်နော်။အဖေရဲ့အမေရောမဟုတ်ပါဘူးနော်။မိဘဆိုတာဘယ်လိုပဲဖြစ်ဖြစ် ဟိုကိုယ်မွေးထုတ်ပေးခဲ့တဲ့မိဘဆိုတော့ကျေးဇူးရှင်ပါမယ်ကျွန်တော်ဆိုရင်အမေဆုံးသွားပါပြီအခုမနေ့ကမှ၅နှစ်ပြည့်ပါတယ်ကျွန်တော်အဖေလည်းစိတ်ဝင်စင်လာမကြသေးပါဘူးအခုလည်းအိမ်မှာနှလုံးပေါ့နော်ကျန်မာရေးကအောက်ဆီဂျင်တွင်းနေတာအဆင်ဖြစ်နေပါဒါပေမဲ့မိဘဆိုတော့ဟိုကိုကပေးနိုင်ကျွေးနိုင်တော့မှာသူတို့စားကျင်တာတောက်ကျင်တာကိုရဲ့လောကကားလေးနဲ့ကြတော့ပေါ့နော်အဲ့ဒါမျိုးပေါ့အဖေများနေအတွက်ကိုကျွန်တော်ကကျွန်တော်အဖေကိုကိုစားပြုပြီးတော့ပေါ့နော်ဟို ေးပါအဖေဆိုပဲပေးမှဆိုပေါ့ဟိုရန်ကိုကျေးဇူးရှိပါတယ်လို့အဲ့ဒါကျေးဇူးမေးမိကြပါနဲ့လို့ပြောချင်ပါတယ်မိဘဆိုတာဘုရားနဲ့လည်းတခိုင်းနဲ့ထားတဲ့အတွက်ကြောင့်မလို့မိဘကျေးဇူးဆိုတာကျွန်တော်ဆက်လို့မကုန်ပါဘူးအဓိကတော့ကျေးဇူးဆိုတာကိုဟိုဟိုတည်နေုံနဲ့နောက်ပြီးတော့ကျေးဇူးဆိုတဲ့အထိပ္ပယ်တစ်ခုပေါ်မှာကျွန်တော်တို့လေးလေးနက်နက်အဲတည်ထားယုံနဲ့ကျွန်တော်တို့တကယ်ဖေးမေးပုံမှာကျေးဇူးဆရာရောက်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ် ခင်ရဲ့ကျေးဇူးတရားအကုန်ပြည့်ရနေနဲ့ဒါဖခင်များနည်းဆိုပြီးတော့လည်းပေါ်ပေါက်လာတယ်ပေါ့နော်ဆိုပြီးအတွက်ဆိုလို့ရှိရင်ဆိုပြီးရဲ့မိဘနှစ်ပါးစလုံးကဆိုပြီးအတွက်အရန်တန်ဖိုးရှိပါတယ်ဖေဆိုလို့ရှိရင်လည်းဆိုပြီးအတွက်ဆက်ဆက်ရရာဟိုတတိုင်းတစ်ခုလိုပါပဲအသိဉာဏ်နေဖွင့်ပြောလာအောင်လည်းအာနီးပေးလမ်းပြရလည်းလုပ်ပေးတယ်ပြီးတော့ဘဝမှာဖခင်ရဲကဟိုဘယ်လိုမျိုးဟို မိဘတွေကပို့ပြီးတော့အတွေ့အကြုံရှိရတဲ့ကြောင့်မလို့ဘဝမှာဘယ်လိုရှောင်လန်းရမယ်ဆိုတဲ့အတွေ့အကြုံလေးတွေကိုလည်းသင်ပေးရဲပြီးတော့ဒီဘဝမှာလည်းမဟုတ်ဘူးနောက်ထပ်ဘဝတွေတန်ရာရှောင်လုံးမှာကောင်းမှုအတွက်လည်းအဲတကယ်ကိုဘာသာတရားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးလည်းပြောပြပေးတယ်အဲဒီဘာသာတရားနဲ့ပတ်သက်ပြီးကန့်ဆိုင်ဖို့လည်းတွန်းတင်ပေးရပါတော့အဲအားလုံးဆိုပြီးတဲ့အတွက်ဒီဘဝတစ်ခုတည်းမဟုတ်ပါဘူးနောက်ဘဝတွေထိပါဆိုပြီးတဲ့အတွက်ကျေးဇူးအရင်ချီးမပါပါတယ်ဖေမြန်းနေ့မှာကျွန်တော်တော့အဖေဆုံးသွားပြီလေအဖေမရှိတော့ဘူးဆိုတော့ ကျွန်တော်ဖြိုရင်တတိရပါတယ် ခုဆိုလို့ရှိရင်ဒါအနည်းပညာရှင်တွေကပုံမှန်ပြီးတော့ကြိုးပမ်းလာရင်နောက်ပြီးတော့အနည်းပညာရဲမောကလည်းပဲဒီပညာအစ်တတွေလှူရှာမှုအစ်တတွေပုံမှန်ပြီးတော့ကျယ်ပြန့်လာကြတဲ့အခါကျတော့အရင်တော့ရုပ်ရှင်ဇာတ်ကားကြီးတွေနောက်ပြီးဗီဒီယိုကားတွေအဖြစ်အခုဆိုလို့ရှိရင်မြမရုပ်တံဇလန်တွေ series တွေပါပေါ်ထွက်လာတဲ့အခြေအနေဖြစ်ပါတယ်အခုလိုမျိုးဒါမြမရုပ်ရှင်လောကရဲ့နောက်ထပ်တိုးတက်မှုခြေလှမ်းတွေဖြစ်တဲ့မြမရုပ်တံ series တွေတိုးတက်လာမှုအပေါ်မှာဒီရွေသွေးပေါ်အကဲဖြတ်ပေးဖို့နောက်ပြီးတော့ဒီလိုဇာတ်ကားတွေပေါ်ထွက်လာတဲ့အတွက်ရုပ်ရှင်လောကအတွက်ဘယ်လောက်ထိအကျိုးရှိလဲဆိုတာကိုတက်ကြွနဲ့ပညာရှင်တွေလည်းဖြစ်တယ်နောက်ပြီးတော့အနည်းပညာရှင်တွေလည်းဖြစ်ကြတဲ့ director တွေက နေပြီးတော့ပြန်လည်ပြီးတော့တုံသက်ပေးသွားမှာလည်းပရိသတ်တွေတင်ဆက်ပေးခြင်းပါရှင်တကယ်တမ်းပြောရင်ရုပ်သံဇလံတွေကလိုပါတယ်ဘာကြောင့်လဲဆိုတော့အာတိုင်းပြည်တွေမှာအဓိကဗီဒီယိုနဲ့ပတ်သက်တဲ့ဒရမာကတော့ဒီလိုမျိုး episode dramas တွေပဲဖြစ်ရမှာပေါ့နော်ဆိုတော့ကျွန်တော်တို့နိုင်ငံတစ်ခုတည်းသာဗီဒီယိုအနေနဲ့ထုတ်နေတဲ့ဗီဒီယိုလောကဆိုတာကြီးကကြံရှိနေတာပေါ့နော်တကယ်ပြောလို့ရှိရင်နိုင်ငံတိုင်းမှာဗီဒီယိုသက်သက်ထွက်တဲ့ drama video ကမရှိပါဘူး ဆိုတော့ရုပ်ရှင်ကြည့်မလားရုပ်ရှင်တကယ်ရုပ်ရှင် format နဲ့ရုပ်ရှင်အောင်မသက်ကြည့်မလားအဲဒါမှမဟုတ် video ဇာတ်လမ်းလေးနဲ့ကြည့်ကြည့်နေဆိုလို့ရှိရင်တော့ television episode ကိုပဲကြည့်ရမှာပေါ့ channel program တွေကတော့ရှိတာပေါ့ဒါတော့နိုင်ငံတိုင်းမှာဆက်လက်ရည်တည်ဖို့ကအဲ television dramas တွေဆက်လက်ရည်တည်ရမှာပေါ့အဲကျွန်တော်မြန်မာပြည်နဲ့ပြီးခဲ့တဲ့နှစ်တည်းကနေစပြီးတော့လုတ်ခဲ့တဲ့ MRTV4 လို့ပါတော့နော်ဒီဟာမျိုး channels က dramas တွေကိုကျွန်တော်တကယ်ပဲအားပေးပါတယ်ဆိုပိုလဲအောင်မြင်စေခြင်းပါတယ်အခုလည်းလူတော်တော်ကြိုက်နေပါတယ် ဇာလန်းနဲ့ရိုက်ကူမှုအနေနဲ့ကတော့ဦးစင်းတော့ကတော့ဟိုအဲ့တော့အရှိကြီးကြတော့လက်မဲ့ဆိုရင်တကယ်ကဖရာဟို950နိဘတ်တော်တွေကတကယ်ဖရာထားခဲ့တဲ့ဇက်တွေကတကယ်ခစ်စနစ်ကောင်းကောင်းနဲ့ရိုက်မဲ့ဆိုရင်ရိုက်လို့ရတယ်ဦးစင်းတို့တိုက်ပြီးမှအများကြီးရှိပါတယ်ဒါပေမဲ့အဲ့လောက်အထိကိုဦးစင်းတို့ဟိုရိုက်ဖို့ဆိုတာလေဦးစင်းတို့အချိန်ပေးရမယ်ဟိုငွေကြေးတွေလည်းပေးရမယ်အများကြီးနဲ့လောက်ရမယ်အခါကျတော့အဲ့လောက်အထိတော့တော့ဦးစင်းတို့လည်း မလုံနိုင်သေးဘူးလုံနိုင်သေးဆိုဥစဉ်တော့နည်းနည်းအနေချင်းလေးအဲ့လိုအတူတူတူလေးတွေနဲ့ဇလန်းပိုက်လေးတွေနဲ့အဲ့ဒါလေးပေါ့နော်ရိုက်ဖို့ခုံတော်ရဲ့တကူးလေးတွေပေါ့နဲ့ပြတဲ့ဇက်ကားလေးတွေရိုက်ပါမယ်သူတို့ကစီးရွတ်ရိုက်တယ်ဆိုတာကသူတို့ division တွေကနေပြီးတော့ဒီကျောင်းတွေဖွင့်တာရှိတယ်ကွာနောက်တစ်ခုကဟိုကျောင်းတွေကလူတွေအကုန်လုံးကိုသူက train လုပ်ဖို့အတွက်ဆိုပြီးတော့လို့ဒါပေမဲ့သူတို့တွေဒီသူတို့တွေရိုက်တာဒီ ဇတ်တွေကတော့ဒီဇတ်တွေပဲအဇတ်တွေကအတူတူလေးပဲတို့950နိဘတ်တော်တွေကဘယ်မှပြေးမထွက်ပြေးမလွတ်ဘူးဒီတဲဟာပဲရရတာပဲနိုင်ငံတကာဒီတိုင်းပဲရရရဇတ်တွေကတော့အတူတူပဲတို့ပဲမလို့သူတို့ကပြရ presentation ကွာတို့မှသူတို့လိုမျိုးလိုက်ပြီးတော့မဖြည့်ဆည်းပေးနိုင်ဘူးခုနကပြောတင်းဝါပေါ့တင်းဝါကသူတို့ကတအားကောင်းအော်တယ်ပေါ့တို့တွေခုလာနေတဲ့စီးတွေအကုန်လုံးကြည်တာကြည်တဲ့အခါကျတော့ ဘာပြဿနာတက်နေလဲဆိုခုနပြောသလိုပေါ့ဆွဲဆောင်မှုကဘာနဲ့သွားမှာလဲအရေးကြီးတာလေစီးရီးဆိုရဲဟိုကတတွဲနဲ့တတွဲတတွဲပြီးနောက်တတွဲကြည့်ဖို့တတွဲပြီးနောက်တတွဲကြည့်ဖို့ဘာနဲ့ဆွဲဆောင်သွားမှာလဲအသူတို့တွေကဇလန်းနဲ့ကောဟိုတဲ့တရုတ်ဆောင်တဲ့အိုက်တင်လဲဘယ်လန့်စီဖြစ်တယ်ကွာအကုန်လုံးညီတယ်နော်နောက်တစ်ခုပစ္စည်းပစ္စည်းရဆိုရဲလိုလေသေးမရှိဘူး အထမင်းစားဝိုင်းဆိုသူတို့အများအားကြီးတာကိုရီးယားပဲဖြစ်တရုတ်ပဲဖြစ်ရိုးရရင်ချင်းမှုနဲ့ပတ်သက်လို့ရှင်အပြည့်စုံပါတို့တွေမှာအဲ့ဒါတွေလိုအပ်နေအဲ့လိုမျိုးတွေဒီပေးသက်အမြင်စမ်းသပ်မှန်ကလေးတွေနဲ့ဆွဲခေါ်ပြီးရိုင်းနိုင်မယ်ဆိုရင်တော့လေအောင်မြင်လာမှာပါပရိသတ်တွေစိတ်ဝင်စားပြီးစောင့်ကြည့်လာရဆိုတာကခြေနဲ့ဆရာတစ်ခုပါ ကျွန်တော်ကတော့ဒီ channel တွေပေါ်မှာအမြင်ရှင်းပါတယ်ဘယ်တော့မှလည်းဒါတွေကိုဟိုပြိုင်ဘက်သဘောအနေနဲ့လည်းမမြင်ခဲ့ဘူးဘာလို့ဆို TV channel TV series ကတတ်တာရုပ်ရှင်ကရုပ်ရှင်သက်သက်ပဲဘယ်သူမှမဘူးတဲ့ပုံမြင့်တယ်လို့လည်းပြောလို့မရဘူးတခါတော့က director တယောက်ပြောသလိုဟိုနိုင်ငံတကာနဲ့ရှင်ပြီးတော့ TV series ရိုက်တယ်ဆိုတာပြန်ဆင်းသွားတယ်ဆိုတာအဲ့ဒါတော့မဟုတ်ဘူးဗျာအတိတ်ပဲမရှိဘူး နိုင်ငံတကာမှာဒါရိုက်တာကြီးတွေအကုန်လုံးဒီလိုမျိုး TV ဟိုရုပ်ရှင်ကားကြီးတွေရိုက်ပြီးတော့မှ TV series ပြန်ရိုက်တဲ့ဒါရိုက်တာတွေလည်းရှိတာပဲဒါအောင်နိုင်သွားလို့ပြောလို့မရတာသူကလည်းသူရည်တည်မှုတစ်ခုပဲလေဒီလား TV channel ပြည်သက်တို့လည်း TV TV series ရိုက်တယ်ရုပ်ရှင်ကမှလာကြည့်တဲ့ပြည်သက်တို့လည်းရုပ်ရှင်ရိုက်တယ်ဒီလိုပဲပေါ့ ဒီနေ့လောင်းတို့တင်ဆက်ပေးလိုက်တဲ့အနုပညာရသအစုံလင်းကိုပြိသက်တွေမြင့်သက်မယ်လို့မျှော်လင့်ပါရယ်ဒီနေ့ဆိုရင်တော့ဒါအနုပညာရှင်တွေရမွေးနေ့တွေနောက်ပြီးတော့လက်တလောအနုပညာလောကမှာလှုပ်ရှားတိုးတက်မှုတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတင်ဆက်ပေးသွားတာဖြစ်ပါရယ်ပြိသက်တွေအနေနဲ့အနုပညာမူကောင်းရဲ့အစီအစဉ်တော့အနုပညာတဲ့အသစ်တွေနဲ့နေ့စဉ်တနင်္လာနေ့ကနေတောက်ချာနေ့ထိကြည့်ရှုနိုင်မှာဖြစ်ပါရယ်အကယ်၍ပြိသက်တွေကိုယ်တိုင်ပါဝင်ပြီးတော့လေ့လာခြင်းနဲ့နောက်ပြီးတော့လောင်းတို့တင်ဆက်သွားတဲ့အကြောင်းအရာတွေကိုပြန်လည်ပြီးတော့ကြည့်ရှုခြင်းနဲ့အကြံပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ www.facebook.com/askyshow မှာဝင်ရောက်ကြည့်ရှုပြီးတော့အကြံပေးဖို့လည်းဖိတ်ခေါ်ခြင်း င်ပါတယ်ရှင်ဒီနေ့မှာအနုပညာမှုကောင်းရဲ့အစီအစဉ်အားပေးတဲ့အချက်ပရိသတ်တွေအားလုံးကျေးဇူးအထူးပဲတင်ပါတယ်ရှင်